တနုံနေတာသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတနုံနေတာသမီးတွေယခုချိန်ယခုကာလမှာတော့အလုပ်ပြောင်းခြင်းနေရာပြောင်းခြင်းအိမ်ပြောင်းခြင်းအိမ်ရာနေရာထိုင်ခြင်းပြောင်းခြင်းရှားဓူးပြောင်းခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်ဗျကောင်းသောပြောင်းလဲခြင်းဖြစ်ပါတယ်ဗျဟုတ်သားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ဆက်ပစ္စည်းအသစ်ဝင်ခြင်း၊စိန်ပစ္စည်းအသစ်ဝင်ခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါတယ် မိမိမိတ်ဆွေပေါင်းတဲ့ကစစစစညနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ဗျတတိဒါမဲ့နေ့နဲ့နေရတော့အာဤဥအေအောအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေကိုတတိထားမှာဖြစ်ပါဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရပါ ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ17ရက်အတွင်းဝယ်ပါဗျ။ရန်တယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်းမလို့တော်လည်းပဲကိုကိုရှမ်းလို့တဲ့သူစောင့်ကြည့်တဲ့သူတဦးရှိပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဘယ်တယောက်ညာတယောက်ဖြစ်တတ်တဲ့ကိင္ကနဲမျိုးကိုရှောက်လို့နေပါတယ်ဗျဂျမ်းမကြီးနဲ့ပတ်သက်တဲ့ကိစ္စဒူးနာခြင်းဒူးကတ်ခြင်းတွေဖြစ်တတ်ပ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်၉ပါးပရိ၉ဘက်စေကမှာပဲဖြစ်ပါမိမိအကန့်တရားအကောင်းဘက်ကိုဥတီရွေ့လျားနေတာ60ရာခိုင်နှုန်းရှိပါတယ်။စုံမုကနဲ့ကတော့1ကနဲ့9ကနဲ့ပဲဖြစ်ပါတ တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာရောင်တို့အဖြူရောင်တို့ပါတော့အဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်သာစီရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်တယ်တဲရရတဲ့အခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အမွေးတန်၃တိုင်းတောက်တော်ရ၃ခွက်စီမီရ၃တိုင်း စမူသာ၃ခုမြတ်စွာဘုရားကတ်လူပူဇော်လှူဒန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာဂျုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျဒီနေ့ဤရဲ့ဤချင်းရနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက် ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာជីវတုတဲ့အောင်ပြင်ချမ်းသာပါစေစည်းဝါသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ချမ်းပါစေဗျာဒီဗီဒီယိုဖိုင်လေးကိုပဲမျိုးပဲတိုင်းပဲရက်ွက်ပဲပြည်နေရနေကြည့်ရှုအားပေးနေတယ်ဆိုတော့ကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျာ ။တလဲလာသားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦး။ဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။တလဲလာသားသမီးတွေယခုချိန်ယခုကာလမှာရှည်ချားမြည်ချားတွေတွားတက်တဲ့ဂိင်္ဂနံမျိုးရောက်လို့နေပါလေ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေတင်ချတင်စီထားဖို့လိုအပ်ပါတယ်။တခုခုဝယ်ခြင်းကြပြောက်ခြင်းကပိုက်နိုင်ခံခြင်းတွေကြုံရတတ်ပါတယ်။အထူးသဖြင့်တယ်လီဖုန်းကိုခရူးဆိုင်ပါဗျာ။ မိတ်ဆွေပေါင်းတဲ့ကစစစစညနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်တတိထားမယ်နေ့နဲ့နေရရှာရှာလာဝပါတဲ့သူတွေတတိထားသာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအသက်နှစ်ယောက်ရောက်လာဖို့ရှိတယ်ကောင်းတော့လာခြင်းဖြစ်တယ်လက်ခံထားဂျန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့မိမိရရှမ်းလို့တော့လည်းပဲကိုကိုရှမ်းလို့တဲ့သူ၃ယောက်ရှိပါတယ် ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီချိန်ဒီကာလမှာတူတဲ့တယောက်တည်း only one single သဘောမျိုးလေးတွေဖြစ်နေတတ်ပါရမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဒူးလို့နားလို့နှာခေါင်းလို့နှလုံးလို့နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တတ်တဲ့ခံစားရတတ်ပါဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ။တမန်တန်ဖို့တော့အောင်ပြီဆိုပြီးတော့တနေ့ကိုပတိနှစ်ပတ်ဆက်ရမှာဖြစ်။ဘီဘီအကန်တရားအကောင်းဘက်ကိုဥတီရွေလျားနေတာ90ရာခိုင်နှုန်းရှိပါ။စိုးမိုးကနန်းကတော့၄ကနန်း၈ကနန်းပဲဖြစ်ပါလေ။လက်ကြီးကလာတခုကိုညွန်ကြပြဆူရမယ်ဆိုရင်တော့အဖြူရောင်လို့အပြာရောင်လို့ပါတော့ ဝစ်စားတွေကိုဝစ်ဆင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွင်လန်းကောင်းရကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အုံဒီစိတ်60ကျွေးပကံရတဲ့ကိုထည့်ပြီးတော့မြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပါအမွှေးတိုင်6တိုင်ဖျောင်းတိုင်6တိုင်တောက်တော်ကြီး6ခွက်ပါထည့်ပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ် ကံစားတာညံ့ခိုက်တည်ပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျမေဆွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံအနေကြည့်ရှုအားပေးနေရဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရဲ့ဤချိန်အနေစပြီးတော့ လူကြီးမင်းတို့အားလုံးကြွေးကြေတိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာជីវတို့တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစားတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျမ်းပါစေလို့ကျွန်တော်ထိုက်အောင်လင်းအလူချင်းမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြစ်တာဗျာလှိုက်လိုက်လေလေပူတာလိုက်ရเจ้าပါဗျာ အင်္ဂါသာသမိတွေအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးမှာ ဖြစ်ပါတယ်အင်္ဂါသာသမိတွေယခုချိန်ယခုကာလမှာအလုံးနှမျိုးလောက်ရခြင်းဝင်ငွေနှမျိုးရခြင်းတွေကြုံရတဲ့အချိန်ဖြစ်တယ်ပြီးတွင်းပြီးပါခီးတွေအားကောင်းတဲ့အိုဘာစီးခီးတွေတွားတဲ့ပြကောင်းသောခီးတွေမြတ်သောခီးတွေဖြစ်ပါတယ်ပြဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အိမ်သစ်ဝင်ခြင်းစာအုပ်သစ်ဝင်ခြင်း အင်တဂရေးရှင်းပိုင်းညပြုပြင်ပြင်ဆင်မိုးမှန်ရခြင်းဒီကြုံရတဲ့အချိန်ဖြစ်ပါမိမိမိတ်ဆွေပေါင်းတဲ့တဲ့ကအီဥေဩအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်တတိထားမယ်နေ့နဲ့နေရကခကကငါနာမည်ပါတဲ့သူတွေတတိထားမှာဖြစ်တယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စစောင့်ကြည့်နေဖို့လိုအပ်ပါတယ် ကားဝယ်ဖို့ရည်ရထားတဲ့သူတွေရှေ့ရဲ့ကြော်မှဝယ်ပါဗျ။ရန်တယ်နောက်ဆက်နဲ့ပတ်သက်တဲ့ကိစ္စအမျိုးသားယောက်ျားတဦးကနေပြီးတော့ကိုယ်ရှမ်းလူနေတာမျိုးတွေတွေ့ရပါတယ်ဗျ။ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဟောင်းနေဦးထားခဲ့ပြီးတော့အစ်စ်တင်နဲ့ရှေ့ဆက်ရတဲ့ကိန်းကနက်မျိုးရှောက်လို့နေပါတယ်ဗျ။ကျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စ ်ခါနာမယ်ခါကြိုက်မယ်ကြောကုံအောင်မယ်တောက်ကနဲ့ပတ်သက်ဆက်နေတဲ့ယောဂါတွေခံစားဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်ပြီဆိုပြီးတော့တနည်းကိုပတိ၅ဘက်စိတ်ကဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီကျွေလျာနေတာ80ရာခိုင်နှုန်းရှိသုံးဘုကနဲ့ကတော့၉ကနဲ့၆ကနဲ့ပဲဖြစ်ပါတယ်ဗျာ လက်ကြီးကလာတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်ဆင်းလေးတွေအကွက်ကလေးအပွင့်လေးတွေပါတဲ့ဝစ်စားတွေကိုဝစ်စင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတက်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်တဲရရရတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ပန်းအဝါရောင်၅ခွဲတောက်တော်ရင်ရှည်တန်း၅ခွဲအမွှေးတိုင်း၅တိုင်းဖျောင်းတိုင်း၅တိုင်းမြဲစွာဖျားကိုကတ်လူပူဇော်လူရန်ပါ ါဆိုရင်တော့လူချင်းမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်တီပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ။လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနဲ့ဘယ်နိုင်ကန်ကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပြီးခဲ့ပါအောင်ဗျမြေတာဘူးဆူတောင်းပေးခြင်းလို့ပါ ဤနေ့ဤရဲ့ဤချင်းရနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာជីវတ်တို့တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျမ်းပါစေလို့ကျွန်တော်ထပ်အောင်လည်းရလူကြီးမင်းတို့မိသားစုအားဒီညကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေ ပိုတာလိုက်ရချောင်းပါဗျာစီးပွားသုံးစတိုးပါစေဗျာရှားဥသားသမီးအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။ရှားဥသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့စာချုပ်စာတမ်းတွေမှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်တတ်ပါတယ်။ ေးသေးချာချာဖတ်ရှုပြီးမှထိုးဖို့လိုအပ်ပါတယ်ဗျ။ဥစားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အိမ်ဝင်ချင်းရွှေဝင်ချင်းတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကတာထတဒနနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်တတိထားမယ်နိနေနေရအာဤဥပေဩအောင်တို့အီတို့ဤတို့ပါတဲ့သူတွေတတိထားမှာ သာသမီနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံရေးချသွားဖို့ရည်ရွယ်ထားတဲ့သာသမီရဲရဲသာလွတ်ပါတမောတက်ဖို့ရည်ရွယ်ထားတဲ့သာသမီရဲရဲလွတ်ကြောင်းသွားတက်ဖို့ရည်ရွယ်ထားတဲ့သူရဲရဲသာလွတ်ပါအောက်လငယ်သားတွေကတော့အဝင်ထွက်အပြောင်းလဲတွေကြုံရတတ်တယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေဝမ်းမှန်တလာတွင်ဝယ်ပါဗျရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ် ခြေရည်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စသုံးပွင့်ဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတတ်တဲ့အချိန်ဖြစ်ပါဇမအိမ်နဲ့ပတ်သက်တဲ့ကိစ္စရခင်ရဖြစ်ခဲ့ဘူးတော့အနာဟောင်းယောဂဟောင်းတွေတဖန်ပြန်ပြီးတော့ပေါ်လာတတ်တဲ့အချိန်ဖြစ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပီတမျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံတိဋ္ဌိအောင်ပြီဆိုပြီးတော့တနည်းဥပတိ7ဆိတ်ကမှာ ကံတရားအကောင်းဘက်ကဥတီပြောင်းလဲနေတာ60ရာခိုင်ရှိပါ။သုံးမှုကနေကတော့80ပဲဖြစ်ပါလေဗျာ။ဇဘက်စာလက်ကြီးကလာအောင်ညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့အပြာနုရောင်လေးတွေပါတဲ့ဝစ်စားတွေကိုဝစ်စင်ခြင်းအဖြစ်ကံသာစီရမယ်၊ကံခွင်လန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုပဲပါလာမှာ။ ။ဒါတော့ရတာတခုညွန်ကြားပြဆိုရမယ်။ဆိုရင်တော့ကော်ဖီရနှစ်ခွက်၊ကိတ်မုတ်ကနှစ်ချက်။အမွေးတန်နှစ်တိုင်၊ဖျောင်းတန်ရနှစ်တိုင်။တောက်တော်ရနှစ်ခွက်၊မြက်စွာဖျားကိုကတ်လူပူဇော်၊လူတန်းချင်းအဖြစ်လူချင်းမျိုးမှာကြုံတွေ့ရမယ်။ကန်စာတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ ကျွန်တော်ကတော့ထိုက်အောင်လဲမှာပြလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးပြမြစ်တာဘူးဆူတောင်းပေးခြင်းလို့ပါဤနေ့ဤရဲ့ဤချင်းရနေစပြီးတော့လူကြီးမင်းတို့အားလုံးကျွေးကြတိုက်ဆောက် ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာជីវတုတဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ချမ်းပါစေလို့ကျွန်တော်ထပ်အောင်လည်းလူချင်းမျိုးမိသားစုအားဒီနေရာကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာ ဟိုတဘူးသားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြဆိုပေးမှာဖြစ်ပါဟိုတဘူးသားသမီးကယခုချိန်ယခုကာလမှာတော့မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့မိษွေတွေတငယ်ချင်းတွေရွှေမျိုးညီကုံပေါ်မှာနေတိုင်ကန်ဝန်ပြန်လဲစုံစည်းရတတ်တဲ့အချိန်ဖြစ်ပါလေဗျာဩဇာပစည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တေးသေးဖွဲ့ဖွဲ့ရဆိုတဲ့ ठी တို့ဖနက်တို့နာယီတို့အထဲလိုက်တို့ဝင်လာတတ်ပါတယ် ကြီးကြီးမားမားတဲ့ဟာဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာတက်တဲ့အချိန်ဖြစ်ပါမိတ်ဆွေပေါင်းတဲ့ကတထထတနာနာမည်ပါတဲ့သူတွေကိုယ်ကောင်းချိုးပေးတယ်တတိထားမယ်နေ့နဲ့နေ့ရရှာရှာလာဝပါတဲ့သူတွေတတိထားသတိနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ် ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေနှစ်ရက်နှစ်ပတ်အတွင်းဝယ်ပါဗျ။ရန်တယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိပါတယ်။တတိဝရိယနဲ့ဒီပါခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စအကောင်းဘက်ကိုဥတည်ပြီးတော့အပြောင်းလဲတွေဖြစ်တတ်တဲ့ကာလဖြစ်ပါဗျ။ဇမားကြီးနဲ့ပတ်သက်တဲ့ကိစ္စလက်တစ်ဖက်ထုံတာကျင်တာကြိုက်တာခဲတာတွေဖြစ်တတ်တဲ့အကျိုးနဲ့ပတ်သက်တဲ့ယောဂါတွေခံစားတတ် ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ဂုံတော်၉ပါးပရိ၉ပါးစိတ်ကမှဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကဥဒီပြောင်းလဲနေတာအိဒီပါစင်ရှိပါတယ်။သုံးမူကဏ္ဍကတော့အပူကဏ္ဍလေးတွေပဲဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်လို့အနီရောင်လို့ပါတော့ အဝိစားလေးကိုဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွင်လန်းကောင်းရကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါတဲရရရတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကောင်းခြင်းပေါင်းအဖြူတပကံအနတ်တပကံမြတ်စွာဘုရားကိုကလူပူဇော်လူတန်းပါအုံသီးမောက်မောက်လေးဖြူပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေ ရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လေးပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မြို့ဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတော့လေ comment box မှာရှင်းပြခဲ့ပါဦးဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရဲ့ဤခြေရည်စပြီးတော့လူကြီးမင်းတို့အားလုံး ကျွေးကြည်တိုက်ဆောက်ဝါဝါစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာကြီးပွားထုတ်တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစားတိုးပါစေအသက်ရှူတိုင်းငွေဝင်ချမ်းပါစေလို့ကျွန်တော်ထိုက်အောင်လေလူချင်းမျိုးမိသားစုပါဒီနေရာကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေပူတာလိုက်ရချောင်းပါဗျာစီးပွားသုံးစား တူပါစီဗျာဇာတာပိသသမီးအတွက်တပတ်စာတဲတော့ကညီမဟုတ်ဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဇာတာပိသသမီးရဲ့ယခုချိန်ယခုကာလမှာတော့သူတင်ကိုတင်ပြောရဆိုတာရှင်းရလင်းရစရာကိစ္စတွေပေါ်တတ်တဲ့ကာလဖြစ်ပါတယ်ဗျာ ။ဩဇာပစည်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ရွှေဝင်ချင်းရွှေထွက်ချင်းဆိုတာတွေဖြစ်တတ်ပါလေ။မိတ်ဆွေပေါင်းတင်တဲ့ကအီဥအီဩအောင်လို့အီလို့ဤလို့ပါတဲ့သူတွေကိုကောင်းကျိုးပေးတဲ့အချိန်ဖြစ်ပါတယ်။တတိယမဲ့နေ့နဲ့နေရာစစစစညနံပဲပါတဲ့သူတွေတတိထားမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စအမြင်ရနေပြုတ်ကြတာခြေချော်လဲတာခြေကားနေပြုတ်ကြတာဖြစ်တယ်။ အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စခြေထောက်လေးတွေဒူးကောင်းလေးတွေထိခိုက်တယ်ရတဲ့ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေခုနှစ်ရက်ကျော်မှဝယ်ပါဗျကျန်တဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမားမတွေ့ရပါဘူးဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စနှစ်ယောက်ဖြစ်တတ်ပါလေဗျကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စအာယုံကြောတွေအားနေနေတာကိုတွေ့ရပါလေဗျ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပြီးတစ်မျိုးညွန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုပြီးတနေ့ဥပတိ၄ဘတ်စေရမှာဖြစ်ပါကံတရားအကောင်းဘက်ကိုရွေ့လျားနေတာ80ရာခိုင်ရှိပါသုံးမိုးကဏ္ဍကတော့6ကဏ္ဍ9ကဏ္ဍဖြစ်ပါတယ်ဗျလက်ကြီးကလာတော့အပြာနုယောင်ပါသောဝိစာလီကိုဝတ်ပါတဲရရတဲ့အခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကိုယုံကြည်တဲ့မဲတော်တပါးပါးကို အမွှေးလိုက်နှစ်တိုင်ဖျောင်းလိုက်နှစ်တိုင်ကိတ်မှုနှစ်ချက်တောက်တော်ကြီးနှစ်ခွက်ကတ်လူပူဆိုလူရန်ပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထားရောင်လေးပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုပဲမြို့ပဲတိုင်ပဲရက်ွက်ပဲပြီးနေပဲနိုင်ငံကနေကြီးစုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ပြမေတ္တာမှုဆုတောင်းပေးခြင်းလို့ပါဤနေ့ဤရဲ့ဤချိန်ကနေစပြီးတော့လူကြီးမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာជីវတ်တို့တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်း ငွေဝင်ကျမ်းပါစေလို့ကျွန်တော်ထပ်အောင်လည်းလူကြီးမင်းတို့မိသားစုပါဒီနေရာကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာစီးပွားသုံးစတူပါစီဗျာတောက်ကြတာသမီးတွေအတွက်တပတ်စာတဲတော့ကြင်ပါဟုတ်ဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ် နောက်ကြသားသမီးရခုချိန်ရခုကာလမှာတော့ကဘာပတ်ကမဲ့ကန်စာတာတွေကိုရောက်လို့နေပါတယ်နိုင်ငံခြားသွားဖို့ရည်ရထားတဲ့သူတင်မောတက်ဖို့ရည်ရထားတဲ့သူပညာသွားတင်မဲ့သူတွေရဲရဲသာသွားပြီးတော့အဆင်ပြေမဲ့အောင်မြင်မဲ့ကာလကိုရောက်လို့နေပါတယ်ဗျအလုံးနှမျိုးလို့ရခြင်းဝင်ငွေနှမျိုးရခြင်းတွေကြုံရတတ်တဲ့ကာလလည်းဖြစ်ပ ။ဩဇာပစည်းနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့အိမ်သိဝင်ချင်းတိုက်ခန်းသိဝင်ချင်းစာဦးသိဝင်ချင်းဆိုင်ငန်းသိဝင်ချင်းတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါလေ။မိတ်ဆွေပေါင်းတဲ့ကတာထဒဒနနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းချိုးပေးတယ်။တတိထားမဲ့နေ့နဲ့နေရတော့အာဣဥအေအောအောင်တို့အီတို့ဤတို့ပါတဲ့သူတွေတတိထားမှာဖြစ်ပါလေ။သားသမီးနဲ့ပတ်သက်တဲ့ကိစ္စရွေးဝေးရောက်နေတဲ့သားသမီး နိုင်ငံရဲ့ခြားပြည်ပရောက်နေတဲ့သားသမီးတွေနဲ့စာဆက်တွေလူဆက်တွေငွေဆက်တွေရလာတတ်တဲ့ကာလဖြစ်ပါတယ်။အောက်လန်ကသားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေထွက်ပြီးတော့အစ်စ်တွေရောက်လာတတ်တဲ့ကိန်းကနဲမျိုးရောက်လို့နေပါတယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေတလအတွင်းဝယ်ပါဗျ။ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရခင်ကဖြစ်ခဲ့ဘူးတော့ပြည်သက်တာအဟောင်းရန်ဟောင်းနေရာနေကိုတဖန်ပြန်ပြီးတော့တိုက်ခိုက်နှောက်ယှက်တာမျိုးကြီးကြုံရတဲ့အချိန်ဖြစ်ပါ အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမိမိရဲ့ချစ်သူမိမိရဲ့အိမ်တော်ဘက်တရားခီးလွန်နေတာလို့ခီးထွက်နေတာအဆက်အသွယ်ပြတ်တောက်နေတာမျိုးလို့ဖြစ်တတ်တာကာလဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့စီးကျူယောဂါလေးတွေဖြစ်တတ်တယ်။စီးနှစ်ကြောက်ကဲ့ယောဂါလေးတွေခံစားတတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ ဘဂဝါအောင်ပြီဆိုပြီးတော့တနေ့ကိုပတိ၅ဘက်စိတ်ရောဖြစ်ပါကံတရားကောင်းဘက်ကိုဥတီပြောင်းလဲနေတာ100%ရှိပါစုံမှုကနေကတော့၈ကနေ၄ကနေပဲဖြစ်ပါတယ်ဗျတပတ်စာလက်ကြီးကာလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အနဲ့အောင်ပါသောဝစ္စာတွေကိုများများဝစ်ဆင်ခြင်းအားဖြင့်ကိုယ်ဘက်ကနေကံတာစီရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုယ်ဘက်ပါလာမှာပဲဖြစ်ပါ တဲရောရတာတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေပကံပြတစ်ချက်သေးကိုတခွားသီး6လုံးထဲပါအမွေးတန်6တန်ဆိုင်ဖျောင်းတန်6တန်ဆိုင်ပြီးတော့မြဲစွာဖျောင်းကက်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာညံ့ခိုက်ကြည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုင်အောင်လင်းပါဗျ လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွယ်ဘယ်ပြီနဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်းကောမန့်ဘောက်မှာရေးပေးခဲ့ပါဦးဗျမြေတာမို့ဆူတောင်းပေးခြင်းလို့ပါဤနေ့ဤရက်ဤချိန်ကနေစပြီးတော့လူချင်းမင်းတို့အားလုံးကြွေးကြည်တိုက်ဆောက်ဝါဝါစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာ ကြည်ဝတုတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထပ်အောင်လည်းလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာ စနေသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပေးမှာ ဖြစ်ပါစနေသားသမီးတွေယခုချိန်ယခုကာလမှာတော့ချစ်တဲ့ခင်တဲ့သူတွေနဲ့တိုင်တိုင်ဝုံဝုံလုပ်ရတဲ့လုပ်တွေအကောင့်တွေပေါ်ရတတ်တယ်ဆက်တူရှယ်ယာလုပ်ငန်းတွေပူးတွဲပေါင်းဆက်လုပ်ငန်းတွေအကောင့်တွေပေါ်ရတတ်တဲ့အချိန်ဖြစ်ပါဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ထီးတို့ဖနက်တို့နာယီတို့အထယ်လိပ်တို့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ် မိတ်ဆွေပေါင်းတဲ့တဲ့ဟာတထတဒနနံပဲပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်တတိထားမယ်နေ့နဲ့နေရပဖပပမနံပဲပါတဲ့သူတွေတတိထားသာသမီနဲ့ပတ်သက်တဲ့ကိစ္စရှင်နဲ့နီးစပ်ပတ်သက်တဲ့နေရာတွေကိုတွာလာလှုပ်ရှားခြင်းတွေကိုရှောင်ကျင်းရမှာဖြစ်ပါတယ်အောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စအဝင်ထွက်လေးတွေဖြစ်တယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေနှစ်ပတ်အတွင်းဝယ်ပါဗျာ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိပါတယ်။သွားတတိလာတတိစားတတိနဲ့နေပါ။ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအင်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စကွဲတတ်ပါလေ၊ကွာတတ်ပါလေ၊ပြတ်တတ်ပါလေ၊ဆဲတတ်ပါလေပြတ်။ကျမရင်းနဲ့ပတ်သက်တဲ့ကိစ္စကြီးပေါင်းယောဂါလေးဖြစ်တတ်ပါလေ။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ လောကဝိတုအောင်ပြီဆိုတနေ့ဥပတိ၄ဘတ်စိတ်ကဖြစ်ကံတရားအကောင်းဘက်ကဥတီပြောင်းလဲနေတာ90ရာခိုင်နှုန်းရှိသုံးမုကနဲ့တော့ခွန်ခွန်ပဲဖြစ်ပါလေဗျလက်ကြီးကလာတကူကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အနီရောင်တို့တွဲဆက်ထားတဲ့ကာလာတွေကိုဝိစင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မဲ့တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်တယ်တော့ရကြတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးပကံများတစ်ချက်တည်းကိုအာလူကျော်မောင်မော်လေးထက်အမွေးတိုင်းတိုင်ဆိုင်ဖျောင်းတိုင်းတိုင်ဆိုင်တောက်တော်ကြီးတစ်ခွက်နဲ့မြရစွာဖျောင်းကတ်လူပူဇော်လူတန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာညှန့်ခိုက်တည်ပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ် ျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူချင်းမျိုးအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံကနေကြည့်ရှုအားပေးနေတယ်ဆိုတာကိုလည်း comment box မှာရေးပေးခဲ့ပါဦးဗျမြေတာဘူးဆူတောင်းပေးခြင်းလို့ပါဒီနေ့ဤရဲ့ဤချိန်ရနေစပြီးတော့လူချင်းမျိုးအလုံးကျွေးကြတိုက်ဆောက် ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထပ်အောင်လည်းလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြစ်တာဗျာလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာစီးပွားသုံးစတိုးပါစေဗျာ